မင်္ဂလာပါပရိသတ်ကြီးရှင့်ဒဏ္ဍာရီတစ်ခုပြင်မှတ်ယူထားတဲ့သူရောင်သည်သူမဟုတ်သူရောင်မဲအကြောင်းကိုပြိနကက်စာပေမှာဖော်ပြထားတဲ့အကြောင်းလေးကိုပြောပြပေးချင်ပါသေးတယ်။သူရောင်မဲအကြောင်းကိုပြိနကက်စာပေမှာအလံဘုဒ္ဓဆက်အထကထာမှာဖော်ပြထားတာရှိပါသေးတယ်။အလံဘုဒ္ဓဆက်အချင်းချုပ်ကတော့ဘယနတိပြီမှာပြမတက်မီစိုးဆန့်စင်ဖရာလောက်ကကာတိတိုင်းမှာပုံနာမျိုးမှဖြစ်တော့အတက်ပညာစုံနေကမှာ ရသေးဝစ်ကတောင်းမနေပါရီတနေ့မှသမီးမတကောင်ကဖះလောင်းရသေးကျင်ငယ်စွန့်ရအရက်မှာတုတ်ရည်နဲ့ရောတဲ့မျက်ကိုစားမိပြီးတော့ကိုဝန်တဲပါရီထိုကမှစလို့ရသေးရဲ့ចောင်းနာက မခွာတော့ပါဘူးနောင်ဝကလူသားကလေးငယ်ကို မွေးဖွားပါရီဖះလောင်းကထိုတငယ်ကိုသားဆိုတဲ့ချစ်ချင်းနဲ့မွေးမြူလျက်ကအဲ့တိတင်ကလို့အမိပေးထားပါရီဆက်ရှင်ဖះလောင်းက ိတ်တိတင်ကတိကြားနားလေတဲ့ရွှေကို ရောက်တဲ့အခါရသိန်းဝတ်ပေးထားပါရယ်အသက်အရွယ်ကျင်းရင်နေပြီဖြစ်တဲ့ဖရာလောင်ရသိကအိတ်တိတင်ကရသိကို နာရီဝနမီတော့သူရမဲတော့ကိုခေါ်သွားပြီးတော့တာတာဣမန်သိဟိမဝန်တိဣမေဟိပုပ္ပိဟိတတိတာအိတ်တိယောနာမဟွန်တိစေတာဣဟိမဝနာ၌ဣပန်းနုနိတုကုံသောအိတ်တိယကိုမိမတို့ရှိကုန်၏တာအထနောဝတံ ဂတိမဟာဝိနာသံပပိတိထိုမိမတို့သည်မိမိအလိုကိုလိုက်တော်သူတို့ကိုကြီးစွာသောပျက်စီးခြင်းကိုရောက်စေကြကုန်၏နာတာသံဝတ္တနာမဂန္တုံဝိတတိထိုမိမတို့အလိုကိုလိုက်ပါခြင်းကမသိလို့ဆုံးမစကားပြောကြကောင်းနောင်သောအခါကွယ်လွန်လို့မြမပြီကို ရောက်ပါ၏အိတ်တိတင်ကရသည့်လေရရှိထားတဲ့ဇံကိုကစားရင်ကောင် ြင်းပြင်းထန်ထန်ကြည်ကြံအထုတ်လျောက်တကြမင်းရဲ့ဗိမာန်နာမှတုံ့လုပ်ပါတယ်တကြမင်းကစုံစမ်းစစ်ကြင်လို့သူရဲ့တည့်ရဲ့တီလာတကူကြောင့်တုံ့လုပ်ခြင်းဖြစ်ကြောင်းသိတဲ့အတွက်ငါနေရာကိုလိုချင်လို့များအရွယ်ရောက်လာလို့ရုံမတန်နေရနဲ့ကြောင်းရုံလှတဲ့အတွက်ကြောင့်အလံပူတာမြည်တဲ့နေသမီးကိုဆင်လွတ်ပြီးထိုအိတ်တိတင်ကရတိရဲ့တီလာကိုဖျက်ဆီးပါတယ်မိမနဲ့တူလာဆိုလို့ကမလာဆိုတဲ့ သူရောင်မင်းနေပွင့်ကိုသာမြင်မှုတဲ့အဲ့ဒီတင်းကရက်တိအဖို့အလံပုတာနတ်သမီးရဲ့မာယာညှက်ကွင်းကို အလွယ်တကူပဲသက်ဆင်းမိပါရဲ့အလံပုတာနတ်သမီးရဲ့အထီးတွေ့မှမူမိပြီးဇန်တရားတို့လည်းကြွက်ပြောက်ကြရတယ်တတိရှာလို့အပြည့်ပြည့်အကြောင်းစုံကို သိရှိစင်ကြယ်နိုင်တဲ့အခါဖခင်ကြီးတချိန်က ဆုံးမခဲ့သည်ကိုနားမထောင်မိခဲ့တဲ့အဖြစ်ကို နောင်နာရှာမိပါရဲ့ကာမရှာကကိုပယ်လို့ဇန်ကိုလည်းတပံဖြစ်စေနိုင်ခဲ့ပါရဲ့ အီဇက်တော်မှာပါတဲ့ကမလာဝိစတိနာရီပုပ္ပလတာဆိုတဲ့ဖွင့်ဆိုချက်အရသူရောင်မယ်ဟူသည်အပင်ကသေးတဲ့အသီးမျိုးမဟုတ်အနွယ်ကဖြစ်သောအပွင့်တစ်မျိုးလို့မှတ်အပ်၏ဒါကြောင့်မေတတပတိကပုံစာဝိသေဇနာကျမ်းမှာမန်လေးဆရာတော်ကရွှေသူရောင်မတူအောင်လူလိုလှရင်လို့ဆိုကြစကားမြက်ဖုံးကျွဲပင်ဆောင်အနွယ်နှင့် သူရောင်မယ်ရှုံမင်းကြီးငယ်တို့တီးပွင့်လီလာလို့မေးရတဲ့အမေကိုမင်းကိုဆရာတော်က ရွှေသူရောင်မတူအောင် လူလိုလှတယ်လို့ဆိုကြစကားသူရောင်မင်းအလှတကြွင်လို့ကမလာနယ်ခေါင်ညွတ်မှာမြူးကွန်ဟန်အလွန်တင့်တဲ့ပန်းမွေမှတ်သားလို့ဖြေချတော်မူပါတယ်သူရောင်တော်နဲ့ပတ်သက်လို့ပုံမပြေဆောင်စွာတည်ရတဲ့ကြံကကြည်တဲ့လေးတဲ့ဆရာတော်ရဲ့မဟာဝိဝိထုဝေဖြစ်ပါတယ်ထိုမဟာဝိဝိထုကြံကဇမုဒိဘစာရဲမှာသူရောင်တော်လူယုံတီးတော်တော်ကို ပါဏိလိုနာရိဝနာလို့ခေါ်ပါတယ် နာရီဝနကောထိုသူရောက်တော်တွင်ရှိတိပိငါတည်တဲ့အသီးတို့သည်15နှစ်16နှစ်အရွယ်တင့်နေသောမိမတဒံယောက်ျားတဒံကြီးတီကုံသည်ဥကောင်းနေရာကအညာတို့သည်ဖြစ်ကုန်၏တွဲရရဆွဲလျက်တဲကုန်၏လေခတ်သောအခါကခုံမြူတူပြီးတကယ်သို့၎င်းတူဦးတီတူအာ ပိုင်နှွေးဖန်ရန်ပြီးတကယ်သို့၎င်းဖြစ်ကြပါသည်အဲ့ဒီသူရောက်တော်ကိုယာကမကင်းနဲ့ ဇာနာလာပြီးဇော်ကြီးရသေးတို့ရောက်လို့မြင်ရတဲ့ခါမှာရွှင်လဲတမက်တဲ့ရာကစိတ်ကနှိမ့်နယ်လို့မရအောင်ဖြစ်ကြတယ်။ရာကကင်းကွာတဲ့ရန်နာအရှင်မြတ်တို့တော်မှလည်းထိုသီးတို့ရဲ့အသွင်ကိုမြင်တော့ရွှင်လန်းရေမြူမိကြပါရည်။အဲ့ဒီသီးတို့မှဲ့တဲ့အခါငှက်တို့သာပဲစားကုန်ပါရည်။ငှက်စားပြီးလို့စွန့်မြင့်အပ်တဲ့အစီတို့ရဲ့ရနန်းတို့ကတုတ်တန်ပြင်ငယ်တို့အလွန်မဲဆက်ဆုပ်ပဲရှိပါရည်။ထိုသူရောင်တော်က တော်ကြီးခုနှစ်တော်ကတတော်ပါဝင်ဖြစ်တယ်။ထို့တော်ကြီးခုနှစ်တော်မှာမြကြီးခုနှစ်စင်းရှိကြောင်းသူယောင်သီတို့ကအလွန်ချိုကြောင်းအညာသီဥကောင်းမှရှိပြီး15 16နှစ်အရွယ်ကျော်မွန်လှပါတဲ့လူအသင်တွေဖြစ်ကြောင်းဖော်ပြထားရှိပါသည်။ဂျင်းစင်းဘင်ကိုလည်းတချို့လောကီဆရာတွေကသူယောင်ပင်လို့လက်ခံထားကြပါသည်။နှင်းငါရကြာသွားတဲ့ဂျင်းစင်းအမြင့်ဦးတို့ကကလေးတယောက်မော်ဆန်ဖြစ်လာပြီးတော့လူတယောက်လိုအသက်ရှင်နေနိုင်တယ်လို့ဆိုကြပါသည်။ ဒါကတော့တန်နာရီတစ်ခုပါပဲရှင်။ဟုတ်ကဲ့ပါဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုမူရင်းရှိသားတဲ့ဆရာလင်းညို့တရားကိုလည်းလေးစားစွာနဲ့ credit ပေးပါရရှင်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုစနေသက်တွေဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လေးလွှတ်သားပေးဖို့အတွက်မမေ့ကြပါနဲ့နော်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။